မင်္ဂလာညချမ်းပါရှင်မက်ရှလ၁၈ရက်အင်္ဂါနေ့ကင်ထရဝတီ time သတင်းဌာနရဲ့ရုပ်သံသတင်းကိုတင်ဆက်ပေးပါရမယ်။ Greenie ပြည်မှာစစ်ကောင်စီကျင်းပတဲ့ Great 12စာမေးပွဲပထမနေ့မှာလာရောက်ဖြည့်ဆို့သူတရာကျော်ရှိပါတယ်။လူဦးရေတောင်းတဲ့ခြေရှိတဲ့ဖောင်ဆောင်မြို့နယ်မှာဆရာဝန် လိုအပ်နေပါတယ်။ဖေခုံမြို့နယ်တာယုကျေးရွာမှာအစဉ်အလာမပြတ်တောင်းရမီးရှို့ပွဲကိုပြုလုပ်ခဲ့ပါတယ်။စားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ တနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ကောင်စီကဦးစီးကျင်းပနေတဲ့2024-2025ခုနှစ်ပညာသင်နဲ့တက္ကသိုလ်ဝင်စာမေးပွဲ Grade 12ကိုလွန်ကုံမြို့ကအထာကတဲ့ကျောင်းစာဆက်ဌာနကနေကျောင်းသူကျောင်းသား132ဦးကဝင်ရောက်ဖြစ်ဆိုနေတယ်လို့စစ်ကောင်စီကတင်ထုတ်ပြန်ပါတယ်။မနေ့ကမတ်လ18ရက်နေ့မှာမြန်မာစာကိုစတင်ဖြစ်ဆိုခဲ့ကြတာဖြစ်ပြီး Greeny ပြည်မှာတော့တပြည်နယ်လုံးအတိုင်းအတာနဲ့လွန်ကုံမြို့အထာကတဲ့ကျောင်းက စာစစ်ဌာနတစ်ခုသာကျင်းပနိုင်ခဲ့တာပါစစ်ကောင်စီခံကြရားပြည်နယ်ဝန်ကြီးချုပ်ဦးစုံမျိုးတင်တဲ့အဖွဲ့ကလည်းစာမျိုးပွဲဖြစ်ဆိုနေတာကိုလိုက်လံကြည့်ရှုအားပေးခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့2023 2024 2024ခုနှစ်တက္ကသိုလ်ဝင်စာမျိုးပွဲကိုတစ်လေလုံးစစ်စစ်ရေးတိုက်ပွဲကြောင့်ကရင်းနီပြည်မှာဖြစ်ဆိုနိုင်တာမရှိခဲ့ပါဘူး။မက်ရှလ18ရက်နေ့မှာမြန်မာစာဘာသာကိုဖြည့်ဆို့ပြီးမက်ရှလ22ရက်နေ့အထိဘာသာရက်အလိုက်ဖြည့်ဆို့ကြမှာဖြစ်ပါတယ်။ 2024ခုနှစ်တနင်္ဂနွေလုံးအတိုင်းအတာနဲ့တက္ကသိုလ်ဝေစာမျိုးပွဲကိုဖြစ်ဆိုသူသသိန်း3000နီးပါးရှိခဲ့ပြီး2025ခုနှစ်ပညာသင်နှစ်မှာတော့2သိန်း9000နီးပါးရှိတာကြောင့်ဖြစ်ဆိုသူ8000ဝန်းကျင်ပိုများလာပါတယ်။ဖောင်ဆောင်မြို့နယ်မှာလူဦးရေတောင်းတဲ့ချီရှိနေပေမဲ့ကျမရေးစောင့်ရှောက်မှုပေးနိုင်တဲ့ဆရာဝန်မရှိတာကြောင့်ဈေးကူတောင်းမှုခံယူရမှာအခက်အခဲအမျိုးမျိုးကိုကြုံနေရတယ်လို့ဒေသခံတွေကပြောပါရတယ်။ ဟာဆောင်မြို့နယ်မှာနေထိုင်ကြတဲ့စစ်ဘေးရှောင်တွေနဲ့ဒေသခံတွေဟာယောဂအခြေအနေပေါ်မူတည်ပြီးသက်ဆိုင်ရာဈေးခန်းကနေတိုင်းနယ်ဈေးရုံဒါမှမဟုတ် မေဆက်နဲ့ထိုင်းနိုင်ငံအထက်ကိုဈေးကူဖို့သွားကြရပါတယ်။ဒါအပြင်တောင်ကြီးရန်ကုန်အထက်ဈေးကူတာဖို့သွားကြသူတွေလည်းရှိတာကြောင့်လန်ခီစိတ်တွေအပြင်အထွေထွေကုန်ကျစရိတ်ကြီးမြစ်ကအခက်အခဲရှိတယ်လို့ပြောပါတယ်။ ဖောင်ဆောင်မြို့နယ်မှာတော့စကန်သိန်းတိုက်ပွဲတွေစတင်ဖြစ်ပွားတဲ့2024ခုနှစ်ဖေဖော်ဝါရီလကစလို့ဒေသခံတွေဟာနေရက်စွခွာထွက်ပြေးခဲ့ကြရတာပါ။ဒါအပြင်တိုက်ပွဲအတွင်ကဒဏ်ရာတပ်သားတွေကိုလည်းခွဲစိတ်ကုသပေးနိုင်တဲ့ဆရာဝန်မရှိဘူးလို့ဂရင်းနီအမျိုးသားစီလုံးညီညွတ်ရေးအဖွဲ့ KNSO ကြေပြုအတွင်ရင်းမှုစောသက်စံကပြောပါရတယ်။ဒေသခံတွေရဲ့ပြောကြားချက်အရဖောင်ဆောင်မြို့နယ်မှာ ဈေးကူးဖို့အချိန်မီမီတာကြောင့်အသက်သေးဆုံးသွားတဲ့ဒေသခံတွေလည်းရှိနေတယ်လို့ပြောပေမဲ့အရေးအတွက်အတိအကျကိုတော့ Candrawati Time အနေနဲ့တီးခြားစီးရင်မပြုစုနိုင်သေးပါဘူး2019ခုနှစ်တကောင်စင်းအရာဖောင်းဆောင်မြို့နယ်မှာလူဦးရေ23000ကျော်ရှိပါတယ်ဖေခုံမြို့နယ်အလဲကယန်းဒေသတာယုကျေးရွာမှာအစဉ်လာမပြတ်ရိုးရာတောင်ရာမိရှုပ်ပွဲကိုမနေ့ကမတ်လ18ရက်နေ့မှာပြုလုပ်ခဲ့ပါတယ် ကျေးရွာခံတွေဟာတောင်ယာလုပ်ငန်းတစ်ခုထဲကသာအားထားပြီးအသက်မွေးဝမ်းကြောင်းပြုကြတာဖြစ်ပါတယ်။တနေ့တစ်ခါတောင်ယာခုတ်ပြီးတနေ့တစ်ခါတောင်ယာမီးရှို့ပွဲကိုဘိုးဘွားဆင်ဆက်ကလေးကကျင်းပကြတာဖြစ်တယ်လို့ဒေသခံအမျိုးသားတဦးကပြောပါတယ်။တောင်ယူကျေးရွာရဲ့တောင်ယာမီးရှို့ပွဲကိုတော့မတ်လ15ရက်နေ့နဲ့16ရက်နေ့မှာပြုလုပ်ပြီးနောက်တရက်မှာတော့ကရင်ရိုးရအခပြိုင်ပွဲဖြော်ဖြေရည် ရိုးရာခေါချိုးပြိုင်ပွဲအခမ်းကျွေးမွေးခြင်းအစီအစဉ်နဲ့အခမ်းအနားပုံစံကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဇန်နဝါရီလမှာတောင်ယာခုတ်ရှလင်းပြီးမက်ရှလာအတွင်းမှာတော့တောင်ယာမီးရှို့ပွဲအတွက်ရက်ကောင်ရက်မြက်ရွေးပြီးပြုလုပ်လေရှိကြပါတယ်။အလဲကယန်းဒေတာမှာတော့တောင်ယာမီးရှို့ပွဲကိုဒလိအယတာယုဂျေရွာကဥစွာစတင်ပြီးမှသာကျန်တဲ့ဂျေရွာတွေကနောက်မှကျင်းပကြရတယ်လို့သိရပါတယ်။ ကင်ထရဝတီထိုင်းရုပ်သံတင်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျန်းမာပေးကင်းကြပါစေရှင်ကျမမောင်ညာမှာပါ